မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြည်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့နိုင်အိမ်တောင်စခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ရာတပ်ခွဲမှုဗိုလ်မှူးအောင်ကိုဟိန်အပါအဝင်၄ဦးတေဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ14ရက်နေ့နဲ့15ရက်နေ့တွေမှာ KNL တပ်မဟာ၄နဲ့တပ်မဟာ6အထူးဗျူဟာနှစ်နဲ့ပူးပေါင်းတပ်များဟာနိုင်အောင် area ကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ကံယိုရန်တိုင်စစ်ဌာနချုပ်လက်အောက်ခံကလိန်အောင်တပ်တွေကတရင်၅ရင်ပူးပေါင်းထားတဲ့စစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ရောစစ်ခွေး၄កောင်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိထားတဲ့စစ်ခွေး၄កောင်တွေကတကောင်ဟာ တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိတဲ့အချိန်၎င်းကင်ဆောင်ထားတဲ့လက်နက်ကိုစစ်ကောင်စီတပ်သားများကအတင်းအဓမ္မပြန်လည်သိမ်းဆီးသွားပြီးတော့လူကိုတော့ခေါ်ထုတ်သွားခြင်းမရှိဘဲဒဏ်ရာများနဲ့ဆုံးပြစ်ထားခဲ့တယ်လို့ပြောပါတယ်အဲ့ဒီထိခိုက်ဒဏ်ရာရရှိထားတဲ့စစ်ခွေးကို KNL နဲ့ပူးပေါင်းတပ်များကစေကုသပေးနိုင်ရန်လူသားချင်းစာနာထောက်ထားမှုအခြေခံနဲ့မိုင်းပေါင်းများစွာထမ်းယူခဲ့ရပြီးတော့လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုပြုလုပ်ကာနိုင်ငံတကာစစ်တုံးပန်းကျင့်ဝတ်များနဲ့အညီစောင့်ရှောက်ထားတယ်လို့သိရပါတယ် ကျွန်တော်တို့ရဲဘော်တွေရဲ့အတက်ကိုဒီကောင်တွေတံမိုးမထားပါဘူးကိုရိတ်ပါပဲတိုက်ပွဲမှာဒဏ်ရာရရင်ကိုယ့်ရဲ့ရဲဘော်ပဲဆိုပြီးတော့ပြန်တယ်မယ်ဆေးကူပေးမယ်လုံးဝမမျှော်လင့်ပါနဲ့ကျွန်တော်လိုပဲစွန့်ပစ်ခံရမှာပဲအခွင့်အာဏာနဲ့တော်လိုင်းရေးအဖွဲ့တွေပြည်သူတွေစီကိုထွက်ပြေးအလင်းဝင်ကြတာအကောင်းဆုံးပါပဲလို့အဲ့ဒီဒဏ်ရာရရှိထားတဲ့စစ်ကောင်စီတပ်သားကကြံရှင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုသတင်းစကားပားလိုက်ကြောင်းသိရပါတယ်ဇွန်လ17ရက်နေ့နဲ့12ရက်နေ့မှာလဲအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KNL နဲ့မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ တက်ခွဲမှုဘုံမှုအောင်ကိုဟင်းအပါအဝင်၄ဦးတေဆုံးသွားပြီးတော့လက်နက်နှက်လက်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ကံရံတိုင်စစ်ဌာနချုပ်လက်အောက်ခံခလာရ293ခလာရ282ခမာရ408ခမာရ409နဲ့ခမာရ410စတဲ့တပ်ရင်း9ရင်းဟာစစ်ကြောင်းဖွဲ့စည်းပြီးတော့ဇူလိုင်လပထမပတ်ကစတင်ပြီးနှက်အိမ်တော် area ကိုစစ်ကြောင်းထိုးရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းညောင်လေးပင်ခရိုင်မှာ6လတာကာလအတွင်းတိုက်ပွဲအကြိမ်ကြီး300ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေး242ဦးသေဆုံးကလက်နက်209လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ30ရက်နေ့အထိ6လတာကာလအတွင်းမှာညောင်လေးပင်ခရိုင်တမဟာ3အုပ်ချုပ်မှုနယ်မြေအတွင်းအကြမ်းဖက်စစ်ခွေးတပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲကြီးငယ်စုစုပေါင်းအကြိမ်ရေ300ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က242ဦးသေဆုံးသွားပြီးတော့189ဦးထိခိုက်ဒဏ်ရာရရှိကာ9ဦးလက်နက်ချအလင်းဝင်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား25ဦးကို အရှင်ဖန်းစီရမိကလက်နက်မျိုးစုံ206လက်သိမ်းပိုက်ရရှိနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ KNU ဘက်ကတိုင်းပြည်နဲ့လူမျိုးအုပ်အတွက်တော်လိုင်းရဲဘော်44ဦးအသက်ပေးခဲ့ရပြီးတော့128ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာဂျေးရွာနေပြည်သူများကိုလေးချောင်းလက်နက်ကြီးများနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်6လတာကာလအတွင်းမှာပြည်သူအမျိုးသမီး29ဦးအမျိုးသား20ဦးစုစုပေါင်း49ဦးတိုက်ဆုံးခဲ့ပြီးတော့ အမျိုးသား63ဦးအမျိုးသမီး88ဦးစုစုပေါင်း182ဦးပြင်းထန်ဒဏ်ရာရရှိကာအမျိုးသား14ဦးနဲ့အမျိုးသမီး3ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးချုံနှောင်သွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စာတင်ကျောင်း8ကျောင်းခရိယံဖျားကျောင်း3ကျောင်းဗုဒ္ဓဘာသာဖုံးကြီးကျောင်း18ကျောင်းနဲ့ဒေသခံပြည်သူများရဲ့နေအိမ်စုစုပေါင်း168လုံးဈေးဆိုင်2ဆိုင်စိုက်ကယ်6စီးလေထွန်ဆက်3စီးဖောကား3စီးနဲ့ဆန်ဆက်တလုံးတို့လည်းပြည့်စည်ခဲ့ရကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်ကြောက်ဖြာရွာတဲ့ဖုန်ကြီးကျောင်းမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေး၃កောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနက်6:00ခွဲအချိန်ကမှပျော်ဝယ်မြို့နယ်ကြောက်ဖြာရွာတဲ့ဖုန်ကြီးကျောင်းကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ခွေးအင်အားအယောက်30ခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေး3ကောင်တေဆုံးပြီးတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတိုက်ထောင်းပြည်သူကာကွယ်ရေးရမဲသိန်းခရိုင်ပကဖပျော်ဝယ်မြို့နယ်ပကဖတာစီမြို့နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဘန်းမောင်မြို့နယ်မှာအကြမ်းဖက်စစ်ခွေးလက်အောက်ခံ SND အဖွဲ့ရဲ့ကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးဘက်က၃កောင်တေဆုံးပြီးတော့တနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁၄ရက်နေ့မှာဘန်းမောင်မြို့နယ်မြေသိချင်းကျေးရွာအနီးအကြမ်းဖက်စစ်ခွေးလက်အောက်ခံရှမ်းနေအမျိုးသားတပ်မတော် SND ကနေမြေချက်ထွင်ပြီးအထိုင်ချထားတဲ့ကင်းစခန်းကိုကတားခဲအမှတ်လေးတက်ရင် K4 ကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးဘက်က၃កောင်ထက်မနေ့တိုက်ဆုံးခဲ့ပြီးတော့ G3 တပ်နဲ့တပ်လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်ကရဲဘော်တအုပ်ဟာလည်းတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။ ်ဗန်းမောင်မြို့နယ်မြေသိချင်းကြီးရွာအနီးမှာ SNL အဖွဲ့ကနယ်မြေချက်ထွင်ပြီးတော့အထိုင်ချထားတဲ့ကင်းစခန်းကိုကျွန်တော်တို့နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာပါတိုက်ပွဲအတွင်းမှာတော့ရန်သူဘက်ကစစ်ခွေး၃កောင်ထဲမနဲ့တိတ်ဆုံးတယ်လက်နက်ငယ် G3 တနက်တက်တက်ကိုတင်းစီရမိတယ်တော်လိုင်းရဲဘော်တအုပ်လဲတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရပါတယ်လို့ကတားခဲရဲ့ MLA တိုင်ရင်ကတောင်းရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄၀နဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်နေသက်ကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ15ရက်နေ့ညနေ4နာရီဝန်းကျင်ကမှမြန်မြို့နယ်နဲ့ပေါ့မြို့နယ်အစမှရှိတဲ့နေသက်ကြီးရွာကိုစစ်ခွေးတပ်ရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်သေးဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ နှစ်ယောက်ထိပြီးတော့တယောက်သေးတယ်လို့ကြားတယ်ကျန်တာတော့မသိရသေးဘူးစစ်ခွေးတွေရဲ့လေးချောင်းတိုက်ခိုက်မှုတွေကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေအထူးသတိထားကြဖို့တိုက်တွန်းချင်ပါတယ်ကြေးရွာတိုင်းလူလုံးမှာလေးချောင်းသတိပေးတဲ့စနစ်တွေတက်ဆင်ထားကြဖို့နဲ့သတိပေးစနစ်တွေကိုအထူးအလေးထားကြဖို့ဘုံခုချင်းတွေဂရုချင်းတွေကိုမဖြစ်မနေတူးရကြဖို့အထူးတိုက်တွန်းချင်ပါတယ်လို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီနေတက်ကြီးွာကိုအကြမ်းဖက်စစ်ခွေးတက်ကလေးချောင်းတက်ခိုက်မှုပြုတ်လုခဲ့တာဟာ၄ချိန်ရှိပြီဖြစ်ပြီးတော့ မြိုင်မြို့နယ်နဲ့ပေါ့မြို့နယ်အတွင်းစိတ်ဝင်နေတဲ့စစ်ခွေးတွေအတော့အလွတ်လုပေးနေတဲ့သူများကိုအထူးသတိထားရလိုအပ်ကြောင်းအညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကအသိပေးတိုက်တွန်းလိုက်ပါတယ်အလားတူပဲမနေ့ကဇွန်လ15ရက်နေ့မိုးလဲတနအိဝင်းကျင်မှာရှမ်းမြောက်မှာ TNL ထိန်းချုပ်ထားတဲ့မိုင်းငေါ်မြို့အနီးမိုင်းငေါ်ကြောင်မဲသွားတဲ့လမ်းအထွားမိုင်းပင့်တရားအနီးကိုအချက်ဘက်စစ်ခွေးတက်ကလေချောင်းကနေပြီးတော့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့နယ်ပသိမ်မြို့တို့ကနေပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့အသက်18နှစ်အရွယ်စစ်မှုထမ်းတပ်သားတဲ့တဦးအပါအဝင်နှစ်ဦးဟာတနက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မှာမန္တလေးတိုင်းနဲ့ AOD တိုင်းတို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများပေါ်တာဆွဲဖမ်းဆီးပြီးတော့အတင်းအဓမ္မစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရသူနှစ်ဦးဟာ တနတ်များယူဆောင်လာခြင်းမရှိဘဲ AYD အမှတ်3တိုင်ရင်ထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။တယောက်ကတော့ကျွန်တော်တို့ PDF တိုက်ရင်မှာဇွန်လ25ရက်နေ့ကစပြီးတာဝန်ထမ်းဆောင်နေပါတယ်။တယောက်ကတော့ပသိမ်မြို့ကပါနောက်တစ်ယောက်ကတော့မန္တလေးမြို့ကပါကျွန်တော်တို့ဘက်ကသူတို့ရဲ့နောက်ကြောင်းတွေကိုတေးချလိုက်ပြီးစုံစမ်းပြီးမှတာဝန်ထမ်းဆောင်ဖို့ကိုဇွန်လ25ရက်နေ့ကစပြီးခွင့်ပြုလိုက်တာပါ။ဆက်သွယ်လာတာကတော့ AYD အမှတ်3တိုက်ရင်ထောက်လန်းရေးမှုစီ Facebook ကနေတင်ဆက်သွယ်ပြီးတော့မြေပြင်ကရဲဘော်တွေကကဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။ လာတာကတော့နှစ်ယောက်ပါတယောက်ကတော့မိသားစုစီကိုပြန်ချင်တဲ့အတွက်စစ်ဆေးမှုတွေကိုပြုလုပ်ပြီးတော့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်တနက်ကတော့စစ်တပ်ဂိတ်တွေဖြတ်တန်းပြီးကဲထုတ်ခဲ့ရတာမို့လို့မပါခဲ့ပါဘူးလို့ AR အမှတ်3တက်ရင် P26002 ကတောင်အရှိသူတို့ကရှင်းပြထားပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုတောင်ကုန်မှာရှိတဲ့အမှတ်611စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကိုပို့ဆောင်ရန်ပြုတ်လုတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးစလုံးဟာစစ်မှုထမ်းအပတ်စဉ်10ကဖြစ်ပြီးတော့အုတ်တွင်းအမှတ်6လေ့ကျင့်ရေးတန်းတန်းကျောင်းမှာတက်ရောက်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်မှပေါ်တာဆွဲဖမ်းဆီးခံသည့်ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့်ရောက်နေတဲ့သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့များကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ကြပါရဲ့ ေအော်ဒီအမှတ်3တရင်ကအတိပင်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ